ညီကိုတို့အားလုံးမင်္ဂလာပါဘာမကင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုဆက်ပါအခုတစ်ခါမှာတော့အမေရိကန်နိုင်ငံမှာစတင်တော့မဲ့ကလပ်ကပဖလားပြိုင်ပွဲရဲ့အုပ်စုအဖွဲ့ပွဲစဉ်တွေအကြောင်းကိုတုံးသက်ပေးမှာဖြစ်ပါတယ်ကလပ်ကပဖလားပြိုင်ပွဲဟာအမေရိကန်နိုင်ငံမှာကျင်းပတာဖြစ်လို့ပွဲကံတဲ့ချိန်တွေဟာကျွန်တော်တို့နိုင်ငံစံတော်ချိန်တွေနဲ့ဆိုရင်ညနေပိုင်းနဲ့မနက်အစောပိုင်းတွေမှာကစားမှာဖြစ်ပါတယ်ဇွန်လ16ရက်မနက်တနားခွဲမှာကစားမဲ့ PSG ဇွန်လ16ရက်မနက်၄နာရီခွဲမှာ ပါမီရက်စ်နဲ့ပေါ်တိုဇွန်လ16ရက်မနက်7:00နာရီခွဲမှာဘိုတာဖိုဂိုနဲ့ဆီယက်တဲဆောင်းဒါစ်တို့ပွဲစဉ်တွေရှိနေပါမယ်အဲ့ဒီပွဲစဉ်တွေထဲမှာတော့ PSG နဲ့ Atletico တို့ရဲ့ပွဲစဉ်ကတော့အကောင်းဆုံးပွဲစဉ်ဖြစ်လာမှာသိကြပါတယ်။ဒါ့အပြင် Brazil ထိပ်တီး Palmeiras နဲ့ Porto တို့ပွဲကလည်းချီရီသူပြိုင်ဘက်တွေတွေ့တဲ့ပွဲဖြစ်ပါတယ်။ဒီတော့အဖွင့်ပွဲစဉ်တွေထဲမှာအကောင်းဆုံးပွဲဖြစ်လာမဲ့ PSG နဲ့ Atletico ပွဲစဉ်အကြောင်းကိုပဲတုံ့သက်ပေးခြင်းပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံဆုကိုပပူနွေတို့ရယူထားတဲ့ PSG ရဲ့ချိတ်ဆွမ်းကတော့ကျွန်တော်တို့အများကြီးညွှန်းစရာမလိုဘူးလို့ထင်ပါတယ်။ PSG ရောအက်တလက်တီကိုပါတီးပြိုင်ပွဲအတွက်ကစားသမားအသစ်တွေအားပြေးခဲ့တာမျိုးမရှိတာကြောင့်နီးပြူဟာနဲ့ကစားပုံမှာတော့အပြောင်းလဲမရှိနိုင်ပါဘူး။ PSG နီးပြအန်ဒရစ်ဆာဘာစီလိုနာနီးပြပွဲမှာအက်တလက်တီကိုနီးပြစီမီယွန်နဲ့အချိန်ချင်းထိတ်တိုက်ရင်ဆိုင်ခဲ့မှုတာကြောင့်အကြောင်းတိနီးပြတွေလည်းဖြစ်ကြပါတယ်။ နှစ်သင်းလုံးရဲ့ကစားသမားအင်အားနဲ့လက်ရှိခြေစွမ်းအရာတော့ Atletico က PSG ကိုဘောလုံးပေးကင်ပြီးသူတို့အားတန်တဲ့ခံစစ်ကိုအားပြုပြီးတံပြန်တိုက်စစ်နယ်ပဲကစားမှာဖြစ်ပါတယ်။ Simeone ဟာခံစစ်ကိုအမှားကစားပြီး1 goal enough ဆိုတဲ့တကူရတာနဲ့လုံလောက်ပြီဆိုတဲ့ပုံစံနဲ့နာမည်ကြီးလာတဲ့သူဖြစ်ပေမဲ့ပြီးခဲ့တဲ့ဘောလုံးရာသီကနေစပြီးတိုက်စစ်ကစားပုံမှာအပြောင်းအလဲတွေလုပ်ခဲ့တာကြောင့် Atletico ဟာပုံစံအစ်စ်နဲ့ဖြစ်လာခဲ့ပါတယ်။ အက်တလက်တီကိုနောက်ဆုံးကစားခဲ့တဲ့ဆယ်ပွဲမှာ23ကိုအထိသွင်းယူခဲ့တာကိုကြည့်မယ်ဆိုရင်တော့အက်တလက်တီကိုရဲ့တိုက်စစ်အနေအထားကိုတော့မြင်နိုင်ပါတယ်။ဘောလုံးရသည်ပြီးဆုံးတာလည်းမကြသေးတာကြောင့်ဒီနှစ်သင်းရဲ့ခြေစွမ်းကတော့အများကြီးပြောင်းလဲမှုရှိအောင်မှာမဟုတ်ပါဘူး။အပဟန်အသင်းဖြစ်တယ်လို့တိုက်စစ်ကစားမဲ့ PSG ကလည်းဂိုးမရစရာအကြောင်းမရှိလို့ ဒီပွဲကနှစ်သင်းလုံးအပြန်အလှန်တင်ကိုတွေနဲ့ဂိုးတွေအများကြီးမြင်ရမဲ့ပွဲဖြစ်တယ်လို့သုံးသပ်ပေးချင်ပါတယ်။ညီကိုတို့ရောဘယ်လိုထင်မြင်ပါသလဲ? comment လေးတွေပေးခင်နိုင်ပါတယ်။ကျွန်တော်တို့ဘာမှကိရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ညီကိုတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။